ဆရာဟိုအခုကာလမှာကျတော့ဟိုအမေရိကန်ကတော့ဟိုသူတို့လည်းဟိုသူတို့အတွက်ဟိုဝန်ထုပ်ဝန်ပိုးတွေများတယ်ရှုပ်ထွေးတွေများတယ်ဟိုမှာယူကရိန်းတို့အရှေ့တိုင်းပိုင်းတို့ပေါ့လေဟုတ်တယ်မြန်မာရေးမှာဟိုသူတို့ဝန်ရှုပ်တာနည်းတယ်ပေါ့နော်အဲတော်အဲ့တော့ဆရာဟိုဒါပေမဲ့တရုတ်ကဟိုတော်တော်လေးဟိုဝင်ပြီးတော့ပတ်သက်လေဆက်ကက်လေအဖျားပေးရရှိနေအဲ့ဟာတွေပေါ့မှာဆရာတရုတ်ကဖျားပေးမပြောတော့ဘူးကျွန်တော်အဲ့ဒါကမြောက်ပိုင်းမှာဟုတ်ကဲ့ဆရာအမှတရုတ်နဲ့အမေရိကန်က ဟိုတိတ်ကြီးကျယ်တဲ့ယာနာမဟုတ်ဘူးဟုတ်တယ်ဘာသာအမေရိကန်သမ္မတကသွားတွေ့တာပဲဥပမာဆင်တန်တက်ဘာဒန်တက်အဖာဒန်ဥပမာဥပမာတောက်တယ်တက်တော့သွားတော့ပဲနာနာဘိုးအော်ကျွန်တော်ဒီခုထရမ်တက်တော့လည်းသွားတော့ပဲတေယုံနာပါဆိုတာပြောခင်လာတယ်တေယုံနဲ့အမေရိကန်ကတော့နစ်ဆန်နဲ့ချက်မှာဟိုရှိတယ်တခုတော့ကွန်မြူနီကိုမဖြတ်မှာဘူးတဲ့တက်ဟုတ်တယ် အမေရိကန်ကစီးရေးရဝယ်မလျှောက်ပါဘူးတဲ့ဟုတ်တယ် intervention ပါလေဟိုသူတို့ဗီယက်နမ်မှာလောက်တယ်လို့မလုပ်ဘူးတဲ့အမေရိကန်အဲ့အဲ့ဒီသဘောတူညီချက်ရှိတယ်မော်စီတောအဲ့တော့လျှောက်ဝယ်သဘောတူညီချက်ဟိုတိတ်ကျကျပြင်းတာဟိုမဖြတ်ဘူးအဲ့ဒါရှိတယ်အဲ့တော့တို့တွင့်နေကြတာပဲဒီတိုင်ဝမ်ဘာညာဆိုဆူညာနေတာဒါလည်းဟိုဟိုအားတွေပဲဒါကစားနေတဲ့ ဆရာဆိုဆော့ဆော့ဟာလေးကိုပြန်ကောက်ကြည့်အောင်အဲ့ဒါဆိုလို့ရှိရင်အခုကာလမှာအမေရိကန်ကနေပြီးတော့ဟိုဝင်ပြီးတော့ဆွနေခိုင်းတာပါညာရှုပ်တာတွေပဲလက်သိကြတော့မရှိဘူးတရုတ်နဲ့အမေရိကန်လည်းဟိုအဲ့ဒါတော့နှိမ့်နိုင်နေရတဲ့ရန်သူဆိုတာမျိုးမဟုတ်ဘူးလို့ဆရာအမြင်လဲဆိုရင်ကျွန်တော်တို့ဒီ ER ကိုချင်းချင်းပေါင်းစည်းလို့ညီညွတ်လို့ကြံနိုင်တဲ့အခြေအနေရှိမလားအဲ့ဒါရှိတော့ရှိမယ်လေအဲ့အဲ့ဒီဘက်ကိုလည်းဦးတည်ရမှာပဲကျွန်တော်အမြင်ကတော့ ဒါမဲ့လို့ကရင်ချင်းနေကြတော့ကိုချင်းချင်းအရင်ကိုချင်းချင်းတော့အရင်မနေလို့အောင်ပဲကိစ္စမျိုးဖြစ်တယ်။အဲကျွန်တော်ပြောတယ်မင်းတို့ဘယ်လိုပါရလဲ။နော်။အဲဒီလိုသားရဟုတ်လား။ဟိုမိတ်ဆွေကိုရံသူထင်ရံသူကိုမိတ်ဆွေထင်နေတဲ့အချင်းချင်းမျိုးတွေကမင်းတို့ကလည်းလိလာအောင်နော်။အဲစေနံရဲဟုတ်လား။နောက်ပြီးတော့ဒီ regional politics လို့ geopolitics လို့ပါလဲအဲ့ဒါလေးလည်းလေ့လာအောင်မချော့မသိဘူးချော့ဟိုစုပ်ပြီးတော့ရောင်းရရှင်းရဲအရင်ကြောင့်နေတယ်အဲအဲဒေါ်ဆူတို့ဘာလို့ဟိုဘိုးကျောင်းအဆန်းတို့ဘာလို့ထင်မှားတာလဲရှိတယ်ပြင်နေတော့ဟုတ်တယ်ဟဲ့ဟိုကအရင်ကနေကဆိုစံဖို့တဲ့တော့ပဲဟုတ်တယ်ဆိုတော့ပြင်နေတော့ပေါ့ ဟာကေယျနဲ့ခွတ်ထွက်သွားတယ်လာဆုံးကြ။သူကဟိုအဲဒီတခင်ကြောင်းငိမ့်တော့ဘာရောနဲ့တော့ပေါင်းမိတာ။ဟုတ်ကဲ့။အဲ့တော့ဟိုကဘိုးကြောင့်ဆောင်းလောက်ကြနာကကျွန်တော်ကတော့သေချာတော့ကတော့ကြောင်းငိမ့်တော့အိုးစုတခင်ကြောင်းငိမ့်တော့အိုးစုဟုတ်ကဲ့။ဟုတ်ကြ။တကယ်ကိုစနေတကြလောက်ပြီးတော့ဦးစောကိုပါလိုက်ပါလာတော့ဟုတ်လား။ဝင်သွင်း။ဝင်သွင်းပြီးတော့ဟုတ်လား။ မားဒီဂန်မန်းက၄ယောက်ကဟောလူတွေအဲ့ဒီ social အုပ်စုရဲ့လူတွေ social ဘယ်လိုအစားရ social ပါလဲဒါမျိုးတိုက်တော့မတူဘူးပေါ့လေဟိုဟိုကတော့ social အမေရိကန်ကျွန်တော်တွေ့ရတာတော့မဟာလူမျိုးကြီးပါတော့အစွန်ရောက်နော်ဟိုကျွန်တော်ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေအကုန်လုံး colony လက်အောက်ခံဖြစ်နေတော့အုပ်စိုးကြီးအဲအဲ့ဒါအဲ့ဒါအဲ့ဒါအစွမ်းအောင်မအားလူမျိုးကြီးဟောတော့ကျွန်တော်တော့အတိပဲပေါ်တယ်အဲ့ဒါကအဲ့ဒါကဒီဆိုရှယ်ရဲ့အမိကံပေါ့နောက်ဆုံးကျတော့ क्वे တော့တယ်ဟုတ်လား क्वे တော့ဟိုတီမြဲပြတော့တီမြဲနာမည်ခံတယ်အဲ့ဒီအုပ်စုအဲ့ဒီအုပ်စုအိုးဟိုဘောပေးတီတာပေါ့အာဦးနုလက်ထက်ဆွဲဟိုဖြစ်မယ် ။ဦးနာမဆိုးပါဘူးကျွန်တော်ကြည့်။ဦးလိုဦးလိုဘယ်ဦးလိုဘာမကြီးမဆိုးကောမင်းနဲ့ဖြစ်တော့မယ်ဘာညာတကားလဲအဲတကားလဲအကောင်လုံးဖေးပြီးညနေစရာအမေရိကန်ဝင်လာတာပေါ့။အမေရိကန်နဲ့ဝင်လာတာ blind ဝင်လာ။နော်။အင်္ဂလိပ်ကခိုင်းလို့ဝင်လာ။အင်္ဂလိပ်အင်္ဂလိပ်ပြောတာအကုန်လုံးယုံပြီးတော့ဝင်လာတာအဲ့လိုဖြစ်တယ်။အဲ့တော့ရှုပ်တယ် အဲ့တော့လက်မဲကြီးတွေခေါ်ပဲကြောင်းဝင်တာမဟုတ်ဘူးသူတို့ဟိုအောင်လာနေဝင်တဲ့ကကြတော့ကျော်မသိဘူးဟုတ်ပဲသူအဲ့အဲ့တော့ကျွန်တော်ကပြောလို့ဘိုးကျောင်းအဆောင်အထင်မှားတဲ့လူတွေရှိသေးတယ်နော်နောက်ပြီးတော့အဲ့ဒါကျွန်တော် article တစ်ခုရေးတယ်လေ article တစ်ခုရေးတယ်ဘိုးကျောင်းအဆောင်ကဒီဂျပန်ခေတ်မှာ BIA တွေကကရင်တွေကိုတတ်တာအဲ့ဒါအောင်စားမသိဘူး ဘိုးကျော်ဆာမန္တလေးရောက်နေတယ်မကြောက်တော့ပြင်းပြင်းမနာရောက်နေအင်္ဂလိပ်ကလည်းဆုတ်တာမြန်တယ်လေစင်ကာပူကံကကြာပြီးတော့တို့ကတခါလေအိန္ဒိယအထိတခါလေဟိုကအာချင်းဆုတ်တာအဲ့ခါကျတော့ဟောကျွန်တော်ဒူရယ်လည်းမသိဘူးဗျအဲ့တို့ထင်တာ BIA ဆိုတော့ဟိုကောင်းဆောင်ကတော့ဟိုပါပေါ့ ောင်ဆောင်ပါဘာလဲဒီလိုတောင်းအောင်ရှိတယ်ဘာလဲဒါတိမမသိပဲအဲ့တော့က BIA ဆိုတော့လဲအဲတိတ်တီးတဲ့အဖွဲ့အစည်းမဟုတ်ဘူးတကယ်ရော့ရဲလေဟုတ်လား BIA မှာဆိုရင်တော့အရင်ကဥမာနေဝင်းဆိုရင်ဟောတကင်ပတ်ဆိုင်တော့ဒီမိုကရက်ပါတီနော်တခြားပါတီတွေရှိသေးတယ်လေအဲမျိုးသားပါတီလားပါတီလားပါအဲ အဲ့ဒီကနေနည်း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 ရဲဘော်တုံးကြိတ်ဆိုတာတစ်ဖွဲ့တည်းကသွားတော့မှာမဟုတ်ဘူးဘောကျောင်းဆန်းရကြတခင်ကိုတော့မဟုတ်ဘူးအဲ့လိုသွားတာရှိဘောကဟိုအဲ့ခါဆော့တော့တိုင်ပိုက်ဆိုတော့တဆိုင်တော့ဆိုအဲ့ကိုရဲလေးတမျိုးအထင်မှမဟုတ်ဘူးမတော်အဲအဲ့ဒေါ်စားစုကြည်ဆိုရင်ဟိုပါပဲသူကတကယ်ဟိုကလောက်မှာအောင်ဆန်းလန်းတယ်ဆိုရင်ဟုတ်လားတိတယ်လေ တော့နဲ့မရဘူးပြည်တွင်းစစ်ဆိုရင်လကားဟောပဲဘိုးကျောင်းအဆပြောတာအဲ့ဒါပေါ့မင်းတို့ကဘာလဲတော့တိတ်ပြီးတော့ဟောလာအထင်မကြီးနဲ့ပေါ့ဒီဟောလာဟောတိုင်းသားတွေရောအရင်ကလို့ပေါ့ဟိုဗဒေသရေလက်ထက်လို့နော်တို့ကဖိနေပြီးအုပ်ချုပ်လို့ရမယ် ထင်းနေတယ်ဘုရောစားတော့ဒါမတော်မှုနော်ဆိုတော့တရားအတွက်တယ်နောက်ပြီးတော့ဒီတိုင်းသားတွေကလည်းနှိုးကြပါပြီနိုင်ငံရေးရနော်လူမှုရေးရနှိုးကြပါပြီအရင်ကတော့ဗဒေသရင်းနဲ့ထက်လို့ဟုတ်လားဘုမာတာလာဒီမှာတာအဲ့တော့လောလောမရတော့ဘူးဆိုတော့သဘောပေါက်တယ်အဲ့ခါကျတော့မင်းတို့ဟုတ်လားဟိုလာဘာနော် အဲအဲ့ဒီစင်မရှိရင်တောင်မှသူပြောတာလေပြဲနေအောင်လုပ်မှနော်အဲ့တော့ပြလဲထူထောင်ရင်းလုပ်ရမယ်လေတိုင်းမြရတယ်ဒုတိယကဘာစစ်မှာဖြည့်စည်းရတယ်အများကြီးရှိတယ်လေကျွန်တော်လည်းဒုတိယကဘာစစ်ပြီးတယ်ဟုတ်ကဲ့အဲအသက်တော့ငယ်သေးတာဟောခုနှစ်နှစ်ခုနှစ်နှစ်ဆယ်နှစ်ပေါ့ရှာလို့အကွာဒုတိယကဘာစစ်မြည်တဲ့မျိုးဆက်တွေကဟိုနောက်ပိုင်းကျန်တဲ့ဟိုနည်းနည်းပါးပါးကျန်တဲ့ ဟိုဝါရီနိုင်ငံရေးသမားကြီးတွေဖြစ်နေပြီပေါ့လေဟိုကျွန်တော်အခုလောလောဆယ်ဖြစ်နေတာနဲ့ပတ်သက်ပြီးတော့ကြတော့တခုမေးချင်တာကအခုဆိုလို့ရှိရင်ဟိုအခြေခံဥပဒေရေးဆွဲဖို့စူးစမ်းနေကြတာလေနောက်ပြီးတော့ဟိုအနာဂတ် Federal ပြည်တော်စုတိဆောက်တဲ့အခါမှာဘယ်လိုလုပ်မယ်ဆိုပြီးတော့ညှိနှိုင်းနေကြတယ်အဲ့ဒါကြီးအများကြီးတွေ့တယ်ဒီဟိုအခြေခံဥပဒေဟိုပြန်လဲရေးဆွဲရေးဆိုတာကိုပဲတော်တော်များများအဖွဲ့တော်တော်များများကလုပ်နေကြတာတွေ့တယ်အဲ့ဒီပုံမှာဆရာပြောတာဘယ်လိုရှိလဲ ကျွန်တော်ကတော့ဟိုပါလေ bottom up တဘောပေါ့နော်ဟော coming together ပေါ့နော်ဟောအဲ့ဒီပုံစံနဲ့တွားမလို့ထင်ကျွန်တော်ဒီတို့တို့ပြောရတော့ဥအောင်ထူသေးတာဟုတ်ကဲ့တိပါအဲသူလက်နဲ့ line ကဟုတ်ကဲ့အဲ့ဒီ line ပဲဟုတ်ကဲ့ coming together နော်အဲ့တော့ federal ဆိုတာဟိုရှိတယ် voluntary association ဟုတ်ကဲ့တင်ကြလောက်ခဏဟုတ်ကဲ့ voluntary ဟုတ်ကဲ့ဆန္ဒအရပေါင်းစည်းခြင်းဖြစ်ရမယ်ဟုတ်ကဲ့နှစ်ချက်က quadrant ပိုင်းမျိုးရှိရမယ်ဟုတ်ကဲ့ quadrant ပိုင်းရှိရမယ်ဆိုတော့ဒါတော့အခြေခံမူရပါဆရာအဲဒါပေမဲ့ဟိုအခုအခြေခံဥပဒေဟိုရေးဆွဲရေးတော့နောက်နောက် federation နဲ့ပတ်သက်ပြီးတော့ညှိနှိုင်းကြတဲ့အခါမှာမနေမြေလေးရအစဟိုအငင်းပွားနေရတယ်ရှိတယ်ဥပမာ platform ကိုရခိုင်နဲ့ချင်းနဲ့အငင်းပွားတာမျိုးနောက်ပြီးတော့ကျတော့ ဒီကချင် substrate ဆိုတာမျိုးရှမ်းပြည်နယ်ထဲမှာဟိုထောင်ရည်နယ်ဆိုတဲ့ကိစ္စအဲ့လိုညင်ပွားရတာရှိနေတော့ဒီလိုအချိန်မှာအခြေခံဥပဒေကိုဆွဲနေတာကပို့ပြီးတော့များညီညွတ်ရေးကိုဖြစ်စေသလားသို့မဟုတ်ညီညွတ်ရေးကိုပြုတ်ကွဲသွားစေနိုင်သလားအဲကျွန်တော်အခြေခံဥပဒေရင်ဆွဲပြီးတော့ဟိုတကယ်နဲ့မှစစ်တိုက်တာလေစစ်ကိုအနိုင်တိုက်ပြီးမှအခြေခံဥပဒေကိုဆွဲမယ်ဆိုတာ ਨੇ ဘယ်ဟာမှမပြောပြီးတော့တင့်တော့အဲဓမြိုင်လည်းလုပ်လို့ရပါတယ်ကျွန်တော်ဥမာ ဟုတ်လားတပ်ပေါင်းစုအရင်ထူတော်တပ်ပေါင်းစုအရင်ဖွင့်မယ်တပ်ပေါင်းစုတဲ့မှာဆိုရင်တော့ကျွန်တော်ညီနိုင်လို့လွယ်တော့ဗောနော်စီရရနိုင်ရရနှစ်ခုစလုံးဒီပြိုင်နဲ့ညီနိုင်လို့ရတယ်နော်အဲပူပေါင်းဆောင်ရွက်လို့ရတယ်ဟန်ချက်ညီတို့ပါလို့ဆိုတာအဲ့တော့တပ်ပေါင်းစုရှိမှဖြစ်မှာကျွန်တော်ဒီအရင် NDF ထောင်ရတယ်လေ SA လာတော့အကုန်လုံးပြက်ကုန် ဆရာတက်ဘောဆူဆိုတဲ့စကားလုံးကဟိုတော်တော်လေးလေးကြီးကျယ်တယ်အားလုံးကလည်းလောက်ရမယ်ဆိုတာကိုသိတယ်ဒါပေမဲ့အခုချိန်ထိဘသူကမှလည်းစပြီးတော့ခြေလမ်းတာမျိုးဟုတ်ကဲ့များများမတွေ့ရသေးဘူးဆော့ဆော့တက်ဘောဆူဟိုဖွဲ့စည်းဖို့အတွက်ဘာလို့တည်းနောက်ပြီးတက်ဘောဆူ policy ကဘယ်လိုဖြစ်တယ်တည်းတပ်ပေါင်းကဟိုဥဆောင်နိုင်နှစ်ဖွဲ့သုံးဖွဲ့လောက်ကဥဆောင်ရတော့လွတ်သွားရရပါလား။ဥမာ KAU ဟုတ်ကဲ့နော် KAU အဲဖရာရပိုင်တော့ဟိုချင်းလိုက်ပါလာမလို့ထင်ဟုတ်တယ်ချင်းကတောက်လျှောက်ဟိုလေ NUG ကတော့ဆရာ NUG ကမသိဘူး NUG ကတော့အတော့ဝေးတာ NUG ကတော့အဲ့ဒီလောက်ပါဆိုတော့ဟုတ်လားဟိုတော့ဟိုဟိုပါဘောလေအဲဒီဒေါ်လာရေးကာလမှာဟုတ်လားဟိုမူတစ်ခုပါလေဖက်ဒရယ်မူတစ်ခုကိုကန်ပြီးတော့ ကျွန်တော်မှရှိပါလေဆွဲတာနားမမထောင်ပဲဆိုတော့ဟိုအရင်ညပါနေလားလို့မဟာလူမျိုးကြီးဟောတာသမားတွေညပါနေတာကျွန်တော်ဆက်လာတယ်ဟုတ်ကဲ့အဲမူတစ်ခုနဲ့ကန်ထားလေဒေါ်ရာဒါမူပဲကွာနော်အဲဒါလည်းဟိုဟာဟိုအရင်က NCUB တို့ NCGUB တို့ဟုတ်လားဒါနဲ့ဒေါ်ရာဆွဲထားလားဆွဲလာတယ်ဟိုဘူးဖြစ်ပါလေဆိုတော့ ဆိုတော့တပ်ပေါင်းစု policy ရဆရာဘယ်လိုဖြစ်တယ်တပ်ပေါင်းစု policy ပေါ့နော်တပ်ပေါင်းစုရဲ့တပ်ပေါင်းစုကဟိုကတပ်ပေါင်းစုပဲဖြစ်ရမှာပဲအဲ့ဒီ federal ဒီဟိုကပေါ့အခုကသဘောပေါက်တာဟိုကတော့ပါလို့ရှိတယ်ကျွန်တော်တို့ဗာလဲဘုန်းတော်ကားတော့အော်ဗတ်ဆောဘောဆောင်ကဟုတ်ကဲ့မောင်ဆောင်ကမောင်ဆောင်ကတော့ဗမာမှာလဲစတေရှင်ပဲ ဟုတ်ကဲ့အဲပြင်မာကြီးဆိုပြီးတော့တခါလဲကြိုက်တယ်လို့ရှောက်ပြီးတော့တခါလဲအကောလုံးဟုတ်လားအဲ့လိုတော့အရာဟုတ်မဘောပြင်းနေတုံးပြင်းနေထားလိုက်ပေါ့နော်ဘောပြင်းနေဟုတ်လားမန္တလေးမကွေစကိုင်းပေါ့နော်တုံးပြင်းနေနောက်ပြီးတော့ဒီဥပမာဒီအမြင်ပွားဖြစ်နေတဲ့ဟာပဲဟိုပါပေါ့ရန်ကုန် အာရန်လုံးပြီးတော့ပါတယ်အဲဒီဧဝတီတိုင်းဧဝတီတိုင်းဘကုတ်ဟုတ်ကဲ့နင်းသားတိုင်းရောနေဟုတ်ကဲ့အဲ့ဒါကြောင့်မျိုးသားများပြင်တယ်ပေါ့နာမည်မတိုင်းလည်းမတတ်ဟိုကရင်ပြင်တယ်ပါအဲ့လိုမတတ်ကောသူနေပြင်တယ်ပေါ့အဲဟိုလာဟိုအားလည်းစကိုင်းပြင်တယ်ပေါ့မန္တလေးပြင်တယ်အဲ့လိုပေါ့လူမျိုး ခြေကတချို့ပြောတာလူမျိုးခြေကလည်းတားလို့မရဘူးအဲတားလို့တော့မရထားလိုက်အဲ့လိုဆိုတယ်ကြဲဟိုလူမျိုးဒီ ethnic ပါလေအမေရိကန် ethnic ကအဲ့ဒါလေးအခြေခံအရနော်အဲ့တော့ဖြစ်တယ်ဘာလို့ကျွန်တော်ထောက်ပြတာဆွစ်ဆိုလဲဆိုတော့လူလူမျိုးဆိုတော့၄မျိုး ethnic ၄မျိုးရှိတယ်နော်ဂျာမန်ရယ်ပြင်သစ်ရယ် နော်အီတလီယန်နော်ရိုမန်ဆာတင်းတင်းလေးနော်အဲအဲ့ဒါအဲ့ဒီလေးခုပေါ်မှာဖွဲ့ထားတဲ့ဖက်ဒရယ်နော်တော်တခုစီတခုစီကိုပိုင်ပြတ်ထားဝင်ရာရှိနော်ဒါကအားလုံးအတွက်ကောင်းစားရေးအတွက်စုပေါင်းလုပ်တာဖက်ဒရယ်အဲအဲ့လိုအဲ့လိုပါဒီ2020ခုနှစ်မြေဦးဒေါ်လာရေးဆိုတာဖြစ်လာပြီးတဲ့နောက်မှာဟိုပြည်သူလူထုတရလုံးကနေပြီးတော့လက်နက်တိုင်းဒေါ်လာရေးကိုထောက်ခံတယ် ဒါကတော့ကျွန်တော်တို့မကြုံဘူးရဲ့အခြေအနေပဲဒီ48ဆရာတို့ဒေါ်လာချင်းစတဲ့အခြေအနေနောက်ပိုင်းမှာဆိုလို့ရှိရင်ဒါအခုဒီချိန်ကအကောင်းဆုံးအခြေအနေလူလက်နက်ကန်ဒေါ်လာရောလူစုတောက်ကန်ကိုအကောင်းဆုံးအခြေအနေပေါ့လေအဲ့လိုဖြစ်ပြီးတော့အောင်မြင်မှုတွေလည်းတော်တော်များများရတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာစစ်ကောင်စီဘက်ကနေပြောကြတော့ပြန်ပြီးတော့ဖြိလာတာကျွန်တော်တို့ရှေ့ထုတ်လာတာကျွန်တော်တို့တွေ့ရတယ်စစ်မှုတန်းတွေလည်းတို့ဟိုစုဆောင်ပြီးတော့စစ်သားအင်အားစုစစ်သားချင်းရရလာတယ်နောက်ပြီးတော့ ျွန်တော်ဤပညာပူကြီးတွေလည်းရတာလေဆိုကျွန်တော်ကြားတယ်ပေါ့အဲ့လိုဖြစ်ပြနေတော့ပါဟိုသူတို့ကအပြန်ဖြစ်လာတာမျိုးနည်းနည်းတွေ့ရတယ်အဲ့တော့တချို့လည်းဟိုစိတ်တကြရရှိတယ်တချို့ကတော့လည်းဟိုဒီလိုတက်လိုက်ကြလိုက်ဆိုတာရှိမှာပဲလို့ပြောတာလည်းရှိတယ်ဟိုဆရာအနေနဲ့ဆိုရင်တော်လိုင်းရဲ့လက်ရှိအခြေအနေကဘယ်လိုမြင်လဲအောင်နိုင်ရဲ့အခြေအနေရှိသလားအောင်နိုင်မဲ့အခြေအနေအောင်မြင်မဲ့အလားလားတော်တော်ကောင်းသေးတယ်လို့ထင်ပါဆရာအောင်မြင်မဲ့အလားလားရှိပါတယ် ဘာလို့လဲဆိုတော့အခုဟာဟွာနေအဓိကထပ်ပါနေတာအိန္ဒိယကြလားပေါ့သူကဟွာနေဆက်နေရုရှားနဲ့ဆက်ရုရှားလည်းဟွာသူတို့လည်းသဘောပေါက်လားအာနာရှင်ဆင်းနေစောအဲမကောင်းဘူးပါလေဟွာတော့တပါတီတပါတီဆက်နေပါ ဒီဆိုရှယ်လစ်တော့ကွန်မြူနစ်တော့တပါတီရောတပါတီစနစ်ပဲအာဏာရှင်ဆန်လာတော့ဒါမဲ့လို့လူတို့ကိုအခြေခံတဲ့အာဏာရှင်နော်ဒီအခုဟာဒီစစ်တပ်ကိုအခြေခံတဲ့အာဏာရှင်မတူနော်အဲ့ကကြတော့ကျွန်တော်တို့ကဒီရုရှားတော့အိန္ဒိယတော့ဟုတ်လားခင်ဗျားတို့တော်တော့တတ်တော့နော်ခင်ဗျားတို့ဟိုအမေရိကန်ရှော့ခဲ့ရတာလည်းညာပြီး 그냥 양을 다시 비로 세라 서너 엄마 우나 내가 내 코들로 몰라 꾸니 얘네 화 루자에 사나래 꾸니 왜 빼러 렌네도 화로 아무로네 화 nó ai được cho mà ai là còn bên sờ ai là anh lấy နည်းနည်းဆက်သွယ်ရှင်းပြောပြပါလို့လက်ဆက်လုံးမနေပါနဲ့လည်းမတက်ဆွဲလာအဲသူတို့မတက်ဆွဲအင်္ဂလိပ်ကစပြီးတော့ထွက်ပါမှာတောင်းလျှောက်ဒီဒီဥလို့ဥဆောင်တဲ့ဖောက်ဆောင်လာဒါမဲ့လို့အတွဲမှာကအာဒုတိယအားအကောင်းဆုံးကအဲဒီ social media အဆုတွေအဲတခင်ကြော်ငြင်းတော့ တခင်ပါဆွေတော့တခင်လွန်တဲ့ဘေးအရာပါလေးလားမသိအစစ်တပ်ထဲမှာလည်းရှိတယ်နေဟိုရတက်လာတော့အကောင်လုံးကန်တော့ပြန်လာနိုင်ငံရေးသမားရောစစ်တပ်တဲ့ပေါ်အောင်ကြီးတော့မောင်မောင်တို့နောက်ပြီးတော့ဟောရပါလေးလားမသိဘူးကျွန်တော်တို့လောရှဲအဲအော်ဆီရောဆောင်းခု တော်လိုင်းအောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်အခုချိန်မှာအရေးကြီးဆုံးလိုအပ်ချက်အရေးကြီးဆုံးလုပ်တဲ့နေရာတွေကဘာတွေလို့ဆိုရမလဲအရေးကြီးဆုံးလိုအပ်ချက်ကကျွန်တော်တို့အခုညီတော့လိုတယ်နည်းဆုံးဒီလူသားချင်းစာနာလို့ကျွန်တော်တို့ဒီမှာဟုတ်လားတစ်ဖက်ကဟိုမှာကြွားတဲ့ဘုံချက်ဟိုဘာညာတစ်ခါမီးရှို့ဆိုတော့လူတို့တွေကဟိုပြေးရတော့လွားရတော့အကောင်လုံးနေစားတွေရောက်ကုန်တယ် ဒီဘက်ကဆိုရင်တော့ဒီမှာတရုတ်ပြည်မှာလည်းကချင်နေရောက်ဟိုအိန္ဒိယမှာလည်းချင်းတို့ကတချို့ရောက်တော့ရောက်တယ်ထင်တယ်ဒါပေမဲ့အိန္ဒိယလည်းဟိုမထောက်အောင်အိန္ဒိယအိန္ဒိယစစ်တပ်ကိုသူတို့ဟိုသူတို့အတုံးချခြင်းတပည့်မွေးကြတယ်နော်ဆိုနိုင်ငံခြားကူညီတော့လုပ်မယ်တခြားဟောဆရာပါလို့ တော်လိုက်အောင်မြင်ဖို့အတွက်တော်လိုက်အောင်ခုနကကျွန်တော်ပြောတယ်ဆရာလည်းလို့ဖြေတဲ့ဒီတက်ပေါင်းစုဖွဲ့ဖို့တက်ပေါင်းစုဖွဲ့ရမယ်လေဒါဒါမဖြစ်မနေဖွဲ့ရမယ်ကိစ္စနော်တက်ပေါင်းစုမဖွဲ့နိုင်တော့ကျွန်တော်တို့ဟိုပါပဲအော်အချင်းကြာမယ်အောင်လာမအောင်လာလဲကျွန်တော်တို့မပြောနိုင်ဘူးတက်ပေါင်းစုဖွဲ့နိုင်တော့ကျွန်တော်အောင်မြင်တာပဲဘာလို့အရှုပ်ရှင်းနေအားလုံးဖြစ်ရှင်းနေမယ်လေနော်ဟိုဘာပဲဖြစ်ဘာတူတာတွဲလို့မတူတာဖွဲ့လို့ဆိုတာမျိုး လာနိုင်ငံရနေမြေပတ်သက်တဲ့ဟာတွေလည်းအဲ့ဒီမှာပဲကျေလည်ဆွေးနွေးလို့ရတယ်နော်ဆရာဆောဆောပြောတာကချင်တို့ဟိုကရင်တို့ဟိုအဲ့ဒါလိုအဖွဲ့တွေကနေပြီးတော့ဥဆောင်ပြီးတော့ဖွဲ့မယ်ဆိုရင်တပါးလေးဖြစ်လာတာလည်းလည်းဟိုရှိတဲ့အတွေ့အကြုံအတွေ့အကြုံရှိတဲ့သူတွေရတယ်လေတင်အားကြီးတဲ့ဖွဲ့တွေကနေပြီးတော့တင်အားကြီးတဲ့ဖွဲ့အတွေ့အကြုံရှိတဲ့ဖွဲ့ကနေပြီးတော့အဲစတဲ့မယ်လို့အဲ့ဒါအဲ့ဒါလိုဆိုလဲတို့စပါရစမယ်ဆိုတော့လည်းဟိုလိုတယ်လေငွေလိုတယ်လေဟုတ်တယ်ငွေရောပဲလေ နောက်တစ်ခုကအနေချင်းလေးရောအနေချင်းတော့လို့တော့ဗောနောက်တစ်ခုကဆရာဟိုဒီဟိုပြည်သူလူထုကြအောက်ခြေလူတွေကြားမှာတချို့စိုးရိမ်ပူပန်နဲ့ပူပန်နဲ့အတန်ကြားရတယ်ပေါ့လေဟိုငါတို့ကဟိုပမာဆက်အာနာရှင်လက်အောက်ကလွတ်သွားပြီးတော့ငါတို့ဒီတိုင်းသားလူမျိုးတွေကနေပြီးတော့တိုင်းသားအာနာရှင်အောက်မှာငါကြားသွားမှာဆိုရယ်ဟိုစိုးရိမ်ပူပန်အဲ့ဒါမျိုးဖြစ်နိုင်ရည်ရှိသလားမဖြစ်အောင်ဆိုရင်တော့ ဘလိုမျိုးအဲ့ဒါကတပ်ပေါင်းတို့တွင်းမှာပဲကန်ရမှာပဲဟုတ်လားအာနာရှင်စနစ်ဆိုတော့ဟုတ်လားဒိုင်းသားတွေကတော့သဘောပေါက်တယ်လေအာနာရှင်စနစ်ဆိုတော့လေတော်တော်လုံးလည်းမကောင်းပါဘူးဟုတ်လားဘဒူးလုံးလုံးကောင်းပါမဟုတ်ဆိုတော့သဘောပေါက်တယ်ဆောင်းတိုင်းသားတွေကကွန်မြူနီလက်မခံပါဘူးဟုတ်လားကွန်မြူနီတွဲလောက်တော့ရှိတယ်ဟုတ်ကဲ့ကျွန်တော်ရှိသေးတာပဲကျွန်တော်တော်လာရေးပါရှိတယ် အဲဒီတော့တောင်ကိုပဲမှာဟိုက the enemy of my enemy is my friend ဆိုတော့အဲ့လိုဖြစ်ကုန်ဟုတ်တယ်ဟိုအင်္ဂလိပ်ကပေါ်စားလို့ဆက်ကြီးကြထားပါအဲ့တော့ဒီမှာရှိတာကျွန်တော်တို့လက်တွဲနိုင်တာဟိုပါပဲရှိတာပဲဘဂဗဟုတ်ကဲ့နော်ဘဂဗရှိတယ်အလားနေအလားပြုပေါ့အဲ့တော့ ਨੇ တွဲပြီးတော့ကျွန်တော်တို့လုပ်တော့ဒါမှမဟုတ်တရုတ်ပြီးသွားတယ်တရုတ်ကဘာဖြစ်လဲဆိုတော့ ဲ့ဒီလူရန်းစားတိုက်ပွဲအတွက်တော့ပြောလာတစ်ချက်နှစ်ချက်ဒီဘဂဗာဥဆောင်မှုအကျွဲ့မဲ့လက်ခံမှာဆိုအဲ့မှာပြတ်သွားတာလက်နဲ့လက်မရဘာပဲပြန်လာဒါကတစ်ချိန်ကဒါကတစ်ချိန်ကဘဂဗာဟိုအကောင်းနဲ့ကာလာတော့ဘာလို့အခုဘဂဗာတခါပြင်ပြီးကြတော့ဟိုအင်အားတက်ပြန်ပြီးတော့စူးစမ်းလာတယ်ဒါဘဂဗာတက် PLA ဆိုတာပေါ်လာတယ်ဆိုအဲ့လိုလိုအခြေအနေမှာရောသူတို့နဲ့ဟောဆရာတို့တပေါင်းတူဖွဲ့လို့ရှိရင်ပါမလားပါပါရတယ် ဒါမှလည်းဘာလို့ဆိုကျွန်တော်ဒီကျွန်တော်တို့ဒီဗမာပြည်ကွန်မြူနစ်ဆိုတာဟိုပါပဲအစွန်းရောက်တဲ့ကွန်မြူနစ်လို့မျိုးမဟုတ်ဘူးဟမ်ဟိုဟိုအဆင်ပဲရှင်းတာဆိုရှယ်လေးအဆင်ပဲတရုတ်ကလည်းသူ့ကိုယ်သူဆိုရှယ်လေးအဆင်ပဲရှိတယ်ဒါမှလည်းနည်းနည်းတော့အာနာရှင်ဆန္ဒလေးတွေရရှိတာပေါ့။ဟုတ်ပါ မိုင်းတို့မှာ၅နှစ်၅နှစ်နဲ့ခါပဲတမရလို့ကိုကရှိကျင်ပင်ကဟိုဆက်လို့လို့ရလဲဆိုတော့အဲအခြေခံဥပဒေကိုပြောင်းဖို့အဲ့တော့အတိုက်ခံနေဖြစ်တယ်လို့ကြားတယ်အဲအဲ့လိုမျိုးရှိပြောတာလည်းတော်တော်များများပြည့်စုံပါပြီဆရာဟိုနောက်ပြီးတော့တော်လိုင်းအောင်မြင်ဖို့အတွက်ဟိုအရေးကြီးကြီးဘာတွေလိုအပ်တယ်ဆိုတာလည်းဆရာကိုအမေ့ပြပါပြီအဲ့တော့နောက်ဆုံးတစ်ခုလေးကျွန်တော်နောက်ဆုံးပိတ်လေးနဲ့ပြည့်ကျင် တော်လန်ရေးပျက်စီးသွားဖို့သုံးမဟုတ်လို့ရှိရင်တော်လန်ရေးဤပြီးတော့ကြတော့ရေရှည်ကြီးကြာသွားစေနိုင်လောက်တဲ့အခြေအနေမျိုးဖြစ်ဖို့အဲ့လိုဖြစ်နိုင်လောက်တဲ့အန်ဒီရီတားဆီးရမယ့်ဟာတွေကဘာတွေဖြစ်မလဲဆိုတာအဲ့ဒီအန်ဒီရီတွေကတော့ဟိုဟာပေါ့တူလဲရှုပ်တယ်ကိုတော်ကြီးဟုတ်ကဲ့အဲကျွန်တော်တောင်းကြာရှင်လဲဟိုဟာပဲတောင်းအောင်ပါပဲလူသားရေးစာနာတဲ့နော်ဒီအခု IDP ပေါ့နော် IDP ရဲ့အများကြီးဖြစ်လာကရဏီပါရောကျွန်တော်ရှိပါရောဟိုဘေးဒဝဲမှာရောအဲ့လိုဖြစ်လာအဲ့အဲ့ဒါတွေပေါ့နော်အဲ့ကြည့်ဟိုကျွန်တော်တို့ကအဲ့ဒါလည်းကြည့်ရမယ်စစ်လက်တက်ရမယ်ဆိုတော့တော့အဲ့ဒါဖြစ်လာဆရာကရှင်စနေနေရတော့ဟိုညနိုင်မယ်ဆိုရင်လည်းအဲ့မှာတမတရီထားညင်နေရမယ်ဒါမှမဟုတ်မဖြစ်ဘူးလို့ထင်တယ် Okay. A mi nana ahí, cuella, piella, sí. no te sí.